ကျွန်တော်ဒီနေ့ရဲ့သတင်းထူးများကိုစူးစီးဖော်ပြပေးပါရမယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံရှိအရေးပါတဲ့နျူကလ িয়ার တန့်စင်စက်ရုံဖော်လို့နဲ့အခြားနျူကလ িয়ার စီမံကိန်းနေရာများကိုအောင်မြင်စွာတိုက်ခိုက်ခဲ့ကြောင်းတရားဝင်ကြေညာလိုက်ပါတယ်အီရန်အစိုးရမီဒီယာများကတော့ ော်ရိုစိတ်ယုံဤအစိတ်ပိုင်းတို့ကိုရန်သူဤတိုက်ခိုက်မှုခံရကြောင်းထုတ်ပြန်ထားပြီးအီရန်အနေနဲ့ပြင်းထန်စွာတုတ်ပြန်နေကြောင်းသိရပါသည်အမေရိကန်စစ်တပ်ကဖော်ရိုနျူကလ িয়ার စိတ်ယုံကိုဖျက်ဆီးရန်အတွက်လိုအပ်သည့်ဘုံများကိုတည်ဆောင်နိုင်သောတခုရဲသောဘီတူးကိုပြောက်ဘုံကျဲလေရင်ကိုကူအန်ကျွမဆေးလုခဲ့ကြောင်းသတင်းများထွက်ပေါ်လာပါသည်ဖော်ရိုစိတ်ယုံသည်တီဟီယန်မြို့တော်မှတောင်ဘက်124မိုင်ကွာတွင်တည်ရှိပြီးအီရန်နိုင်ငံတွင်ရှိသောမြေအောက်နျူကလ িয়ার စိတ်ယုံကြီးနှစ်ခုထဲမှတစ်ခုဖြစ်သည် ဖော်ရိုဆက်ယုံသည်တောင်နှမ်းများအတွင်အဆောက်အဦများဆောက်ထားပြီးတပ်ဆင်ယူရေးနေရာများကိုတိုးလောင်ထားကနျူကလ িয়ার လောင်စာချောင်းများတိုးမြင့်တပ်ဆင်ရေးလုပ်ငန်းများအတွက်အရေးပါတဲ့စီမံကိန်းနေရာတစ်ခုဖြစ်သည်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကဖော်ရိုနျူကလ িয়ার ဆက်ယုံနှင့်အနီးနားရှိမြေပြင်ကလေကြောင်းကာကွယ်ရေးစနစ်များကိုပိတ်ခတ်ကာနျူကလ িয়ার ဆက်ယုံကိုအကာအကွယ်ကင်းစေဖို့စူးစမ်းနေကြောင်းသိရပါသည်။အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုများအပေါ်တုံ့ပြန်ချက်အနေဖြင့်ကုလသမဂ္ဂကအထူးပူပန်မှုများပြသပြီး ကုလသမဂ္ဂအတွင်ရေးမှူးချုပ်အန်တိုနီယိုဂူတာယက်စ်ကဣပလီပခတ်သည်ထိမ့်ချုပ်ရန်မဖြစ်နိုင်တော့သောနောက်ဆက်တွဲပြဿနာများကိုဖြစ်စေသောအခြေအနေတစ်ခုဖြစ်ကဒေတာနှင့်ကမ္ဘာကြားအနေအများဖြစ်ပေါ်စေနိုင်သည်ဟုပြောကြားခဲ့သည်။သူသည်လူမှုကွန်ရက်တွင်လည်းယခုထက်ပိုဆိုးတဲ့အခြေအနေများမဖြစ်ပွားအောင်လှုံ့ဆော်ရန်အရေးကြီးပြီးစိတ်ရည်ဖြင့်မဖြေရှင်းနိုင်ကြောင်းငြိမ်းချမ်းရေးဆွေးနွေးမှုဖြင့်သာဖြေရှင်းနိုင်ကြောင်းရေးသားခဲ့သည်။အီရန်နိုင်ငံသားရေးဝန်ကြီးအာယက်အာဘတ်စ်အာယာချီကအမေရိကန်၏လေကြောင်းတိုက်ခိုက်မှုများကိုလက်ခံနိုင်ပွဲမဟုတ်ဟုပြောကြားပြီး အီရန်အနေနဲ့နိုင်ငံရေးခြေအနေကိုကာကွယ်ရန်နှိပေါင်းဆောင်အသုံးပြုခွင့်ရှိကြောင်းပြောကြားခဲ့သည်နျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီထုတ်ပြန်ချက်မှာအီရန်ရဲ့နျူကလ িয়ার ဆက်ယုံသုံးခုတွင်တက်ရောက်ကြီးကိုစိမ့်မှုမတွေ့ရှိသေးကြောင်းထုတ်ပြန်ပြီးအခြေအနေများကိုနောက်ထပ်စောင့်ကြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်ပြီးတိန်ဝန်ကြီးချုပ်ကီယာစတာမာကအမေရိကန်၏လုပ်ရက်များဟာအီရန်၏ ်နျူကလ িয়ার အစီအစဉ်ကိုပုံမကျုပ်ကင်နိုင်ရန်နှင့်အနေရကျော်နေအောင်လှုပ်ဆောင်နေခြင်းဟုဆိုပြီးအရှိအလေပိုင်းဒေသ၏တည်ငြိမ်ရေးနှင့်ညှိနှိုင်းရေးကိုဦးစားပေးကာတန်ခင်းတမန်ခင်းဖြင့်ဖြေရှင်းဖို့တိုက်တွန်းထားသည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပြစ်မှတ်တွေအများကြီးကြံနေသေးတာကိုသတိရပါလောဆယ်တော့ဒီညကသူတို့အားလုံးအတွက်အခက်အခဲဆုံးဖြစ်တယ်တည်ရဲ့အထီးလည်းဖြစ်နိုင်တာပေါ့လို့သမ္မတကအမေရိကန်ပြည်သူတွေကိုရုပ်မြင်သံကြားကနေအချင်းချုပ်မိန့်ခွန်းပြောပါတယ် ဒါပေမဲ့ငင်းချမ်းရေးကမြင်းမြန်ဆန်ဆန်မရောက်လာဘူးဆိုရင်ကြံတဲ့ပြစ်မှတ်တွေစီကိုတိကျတဲ့အချိန်နဲ့ရောက်လာပါလိမ့်မယ်လို့ထရန့်ကအီရန်ဘက်ကိုငင်းချမ်းရေးစကားမြင်းမြန်ပြောဆိုဖို့ဖိအားပေးချင်းချက်ခဲ့ပါတယ်။အစ်စရေးမှာကာကွယ်ရေးတပ်ကအီရန်ဘက်ကဒုံးကျည်တွေလေထုထဲဝင်လာလို့ကာကွယ်ရေးစနစ်စတင်ပြီးလို့သတိပေးချက်ထုတ်ပြန်နေချိန်မှာပဲကောင်းကင်ယံမှာပောက်ကွဲတံတွေကြားနေရတယ်လို့သိရပါတယ်။အစ်စရေးကသူတို့အီရန်ကိုတိုက်နေတဲ့ပင်မယီမန်းချက်ကအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်ငိုင်းတဲ့စွမ်းရည်ကိုဖျက်ဆီးပစ်ဖို့လို့ပြောပါတယ်။ သူတို့ရဲ့အဓိကပြစ်မှတ်ကဖိုရိုလို့ခေါ်တဲ့ယူရေနီယံသက်ဆင်စက်ယုံရှိရာနေရာပါအဲ့ဒီစက်ယုံနေရာဟာအကာအကွယ်အရန်တားအထက်ထက်နေပါအဲ့ဒီနေရာကိုဖျက်ဆီးနိုင်မဲ့လက်နက်ကလည်းတမျိုးရဲ့ရှိပြီးအဲ့ဒီလက်နက်ကအမေရိကန်ကပဲပိုင်ဆိုင်ထားတယ်လို့သိရပါဗါးအမေရိကန်ကအီရန်ရဲ့နျူကလ িয়ার သက်ဆင်စက်ယုံတွေကိုလေကြောင်းပုံးကျဲတိုက်ခိုက်ခဲ့တဲ့အပေါ်ကဘာတလွားကတုံ့ပြန်မှုတွေထွက်ပေါ်လာနေပါဗါးအထူးသဖြင့်အိုင်ရနိုင်ငံတွေကတော့ခက်မြမြန်နဲ့ပြင်းထန်စွာတုံ့ပြန်လာကြပါဗါးအိုမန်နိုင်ငံကတော့ အမေရိကန်ရဲ့ဘုံကျဲတိုက်ခိုက်မှုဟာဒေတာရင်းတင်းမာမှုကို တိုးစေပြီးစစ်ပွဲလာလာကို ဖြစ်လာစေနိုင်တယ်လို့ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။ Sorry အာရေဗီးယားကလည်းတုံ့ပြန်ခဲ့ပြီးအီရန်ရဲ့အချုပ်အခြာကိုချိုးဖောက်ဖို့အမေရိကန်ကလှုံ့ဆော်တာကိုလုံးဝမခံနိုင်ဘူးလို့ပြောကြပါတယ်။တခြားနိုင်ငံတွေကိုလည်းဒေတာတည်ငြိမ်ရေးအတွက်နိုင်ငံရေးနည်းလမ်းတွေကနေပဲဖြည့်ရှင်းကြဖို့တိုက်တွန်းခဲ့ပါတယ်။ကာတာနိုင်ငံကတော့ ဒီအခြေအနေဟာဒေတာရင်းနဲ့နိုင်ငံတကာကိုတပြိုင်နက်တည်းချက်ချင်းရိုက်ခတ်နိုင်တဲ့အနေရရှိနေပြီလို့သတိပေးပါတယ်။ထို့အပြင်ပါဝင်ပတ်သက်သူအားလုံးအနေနဲ့ဉာဏ်ပညာနဲ့ချင့်ချိန်ပြီးလုပ်ကင်ကြဖို့တိုက်တွန်းပါတယ်။အီဂျစ်နိုင်ငံကတော့တင်းမာမှုကနေစစ်ပွဲဖြစ်ဖို့ခဏချင်းခြေအနေမှာရောက်နေပြီလို့သတိပေးပြီးတန်ခင်းတမန်ခင်းနီလန်းနဲ့သာဖြည့်ရှင်းဖို့တိုက်တွန်းခဲ့ပါတယ်။လက်ဖက်နှုံတမရဂျိုးဆက်အနွန်ကတော့အီရန်နျူကလ িয়ার အဆောက်အဦတွေကိုဘုံကျဲတာဟာနိုင်ငံတနိုင်ငံနဲ့နဲ့မကဘဲ။ ဒေတာတစ်ခုလုံးရဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုချိမ့်ချောက်လာတယ်လို့ပြောကြပါဗျ။တနည်းအားဖြင့်အမေရိကန်ရဲ့ဘုံကျဲမှုဟာတနိုင်ငံနဲ့ရဲ့အရေးမဟုတ်တော့ဘဲဒေတာတစ်ခုလုံးနဲ့နိုင်ငံတကာပေါ်မှာအကျိုးသက်ရောက်မှုကြီးမားလာနေပြီဖြစ်ပါတယ်။တင်တို့ရဲ့ထင်မြင်ယူဆချက်များကိုလည်းကိုမတ်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ နောက်ရက်တွေမှာလည်းထူးခြားတဲ့သတင်းအသစ်များကိုဆက်လက်တင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးဖြစ်ပါစေ